US ကအဖေအရွယ်အမျိုးသားနဲ့ချစ်ချိုက်ပြီးသိန်း900ကျော်အလင်ခံလိုက်ရတဲ့မြန်မာအမျိုးသမီးအားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့မိန်းကလေးအများစုကြည့်တဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပြီးအလွယ်တကူမယုံကြဘုံနဲ့တတိထားရှောက်တတ်ကြဖို့ဥပမာအနည်းနဲ့တင်ပြလိုက်ရတာပဲဖြစ်ပါတယ်ဒီကောင်ပိုင်ရှင်တွေကတော့အယုံလွယ်တဲ့ကျမတို့မြန်မာမိန်းကလေးတွေကိုပဲပြစ်မှတ်ထားလိမ့်နေရဲ့အကောင့်တွေလည်းဖြစ်ပါတယ်ကျမတို့မြန်မာလူမျိုးတွေကတော့တနာညာတာတက်ပြီးမြစ်တာတရားကြီးမှတက်သူတွေလည်းဖြစ်ပါတယ် ကိုယ်ပေါ်နည်းနည်းလေးကောင်းပြရင်တစ်ဖက်လူအပေါ်အများကြီးကောင်းပြီးနိုင်ကြတာကလည်းကျမတို့မြန်မာလူမျိုးတွေပဲဖြစ်ပါတယ်။ဒါကြောင့်အခုတွေ့နေရတဲ့အကောက်ပိုင်းရှင်တွေကသူတို့လိုချင်တာရဖို့လိန်လို့လွယ်ကူတဲ့မြန်မာလူမျိုးတွေကိုပဲပြစ်မှတ်ထားကလိန်နီးပေါင်းစုံနဲ့နိုင်နေကြပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ကလေးသုံးယောက်အမေမြန်မာမိန်းကလေးတစ်ယောက်ကို လက်ထက်မဲဆိုပြီးပစ္စံတွေညတောင်းကလိမ့်လဲသွားခဲ့ပါတယ်။ဒီအမက US ကလူတရာကြောင့်3900ကျော်နီးပါးပါသွားခဲ့တာပဲဖြစ်ပါတယ်။ဒီအမျိုးသမီးကတော့သူကြုံခဲ့ရသမျှကိုနောက်လူတွေမခံရအောင်ယခုလိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။သူမကကျမကိုပုံမှန်ဦးဆိုသိန်းကအတီလက်ထက်ပါမယ်ဆိုပြီး3900ကျော်လိမ့်ယူသွားကြောင်းယခုလိုဖွင့်ချလာခဲ့ပါတယ်။ဒီမိန်းကလေးကတော့ကို့အဖေအရွယ် ဦးစိုးသိန်းဆိုတဲ့လူနဲ့အချိန်ခဏလေးအတွင်မှာချစ်တိုက်သွားခဲ့ပြီးနှစ်ကြိမ်အထိဘန်ကောက်မှာတွေ့တွေ့ခဲ့ကြရပဲဖြစ်ပါတယ်။ UFC လိုက်တွေ့ခဲ့တာဖြစ်ပြီး ။ဦးစိုးသိန်းဆိုသူကအတီယူမဲ့ပြောတာကိုယုံကြည်ခဲ့တာပါ။ဒါကြောင့်လဲ US ကိုလိုက်နေရဖို့သူမယုံကြည်ခဲ့တဲ့ဦးစိုးသိန်းကိုလမ်းစရိတ်ရှိနေကအပောင်းဝင်သိန်း900လောက်ဒေါ်လာဝယ်ဖို့လွှဲပေးခဲ့ပါ။ဒါပြင်ကျမစီကလိုအပ်တဲ့စာရွက်စာတမ်းဓာတ်ပုံတွေရိုက်ယူသွားပါ යි ။အဲ့ကနေ9လပိုင်းရှိနေအတဲပြောပြီးစာရွက်စာတမ်းပြခိုင်းတာမပြခဲ့ပါဘူး။အဲ့တဲကတမမယုံကြည်တော့ပေမဲ့စောင့်ကြည့်နေရတဲ့အဆက်တွေခဏခဏဖြတ်ပြီးပလော့ထားပါ යි ။ သူ့ကိုပစံလွဲထားတာတွေလည်းရှိပါတယ်။ဒါပေမဲ့အခုဦးစိုးသိန်းကအချမိတ်မနဲ့လက်ထပ်အငှားလုပ်ပေးဖို့ဘန်ကောက်မှာသွားတွေ့ရတွေပါလုပ်နေသူဆိုတာသိခဲ့ရပါတယ်။ ဒီမျိုးသမီးကတော့ဦးစိုးသိန်းကို US မှနေရဆိုပြီးအထင်ကြီးကကြုံစားခဲ့ပြီးသူ့အိမ်ကိုပါရောင်းပေးခဲ့တာပါ။ဒါကြောင့်ကျမအိမ်ကိုရောင်းပြီးပတ်စံလွှဲရတည်ရနဲ့ကျမမိသားစုဘဝကိုဖျက်ဆီးသွားတဲ့လူယုံမှကိုတည်အောင်ပြောပြတာပါ။ကျမလိုအလိမ်မခံရအောင်ပြောပြခြင်းဖြစ်ပါတယ်။တတိယသမီးလေးတယောက်နဲ့မုတ်ဆိုးမရဲ့အပူရေစာပတ်စံတွေကိုလိမ့်စားရင်ဘလောက်ပူလဲဆိုတာရှင်းသိလာမှာပါ။ကိုအဖေရယ်ဆိုပြီးဒါသမီးချင်းစာနာစိတ်ရှိမယ်ထင်လို့တွေးမိရသူ့မှလည်းသမီးနှစ်ယောက်ရှိရအောင်ငါတို့မိသားစုအိုးမရှိအိမ် ရှိဘဝရောင်လှုပ်ရက်တဲ့လူမဆန်တဲ့လူကိုကျေးဇူးပြုပြီးလူမြများတည်ရန်လုပ်ပေးပါလို့တောင်းမှန်ပါတယ်။ကျမမှာလူသက်တည်ရောပုံသက်တည်ရော ဝေလွဲသက်တည်ပါရှိပါ යි ။ အမှန်တရားမို့လို့ရဲရဲကြီးပြောတာပါ။ကျမပေးထားတဲ့ငွေပဲပြန်ပေးဖို့အချိန်တွေပေးပြီးစောင့်ခဲ့ပါ යි ။ဘယ်တခါမှအဆက်သွယ်မလုပ်လို့တင်ရချင်းဖြစ်ပါရင်ဆိုပြီးတခြားမိန်းကလေးတွေပါသူ့လိုအဖြစ်မျိုးမကြုံရအောင်ရေးသားလာခဲ့ရပဲဖြစ်ပါ යි ။တချို့ကတော့ USA လိုနိုင်ငံမှာနေထိုင်ပြီးဒီရုံနဲ့ဒီရွေကိုအမပုံစံအနေထားနဲ့အိမ်ရောက်ပြီးပေးရတယ်ဆိုတော့အဲ့ချိန်ကဘာတွေများတွေးခဲ့မိလဲစဉ်းစားမရဘူး။အပြစ်ပြောရတော့မဟုတ်ပါဘူး။ ကိုအားကိုကိုပေါ်တွေးထားတဲ့လူကနိုင်ငံကြီးမှနေပြီးအလောက်ကိုင်ခွင်လန်းကအောက်ခြေသိမ့်အင်သာစေးတောင်တလှကိုမြန်မာငွေ300ရာရှိတဲ့နေရာမှာနေရတဲ့သူကိုဘဝပြတ်နိုင်လောက်တဲ့ပမာဏငွေအမောက်ကိုတတိရှိစွာလွှဲရတာကိုပဲမယုံနိုင်တာပါအမားပါရင် sorry ပဲနော်မတန်တဲ့လူနဲ့တွေ့ဆုံပြီးအခုလိုဖြစ်သွားတာစိတ်မကောင်းရုံမှလွဲပြီးဘာမှမတန်နိုင်ပါဘူး အခုလို US မှာလူလိမ်တွေလူလိမ်မတွေအရန်များပါပြီ။ပတ်စံကအလုံးလုံးမရတော့အချောင်ဘဲကရမလဲဆိုပြီးမရှက်တက်ပဲလိမ့်စားတဲ့သူအများကြီးရှိပါပြီ။ဒါကြောင့် US ဆိုပြီးအထင်မကြီးပါနဲ့။ US ရောက်နေသူအချင်းချင်းတော့ဘလို့လူပေါ်လူစော်လုပ်ရမလဲ၊ဘလို့ကလိန်ကကြစ်ကြရမလဲ၊ရရင်ရသလောက်၊ဝင်ဝင်ဝင်သလောက်အနိုင်ကျစ်တဲ့သူတွေအများကြီးပါပဲ။ဒါကမျက်မြင်ကိုတွေ့ပါ။ ဒါကြောင့်မလို့အတိတ်သူတွေကိုမပောင်းမင်းအချိန်များများကြောက်ထင်းနေပါ US မှာအဲ့လိုလူတွေအများကြီးပါမိန်းကလေးတွေကိုလက်ထပ်မေးပြောပြီးလေရင်လက်မကအစသူ့အတွက်ဝေခိုင်းနေလက်ထပ်ပြီးသူကပြန်သွားတယ်ဘယ်တော့မှလည်းပြန်မခေါ်တော့တာတွေအများကြီးပါဒါကြောင့်မလို့မြန်မာပြည်ကမင်းကလေးတွေအနေနဲ့အယုံမလွဲကြဖို့ဒီဗီဒီယိုလေးကိုဥပမာပေးလိုက်ရပါတယ်။အခုလိုပဲအင်အားပြီးပါတင်းခွန်ရာတီအယုံလွဲပြီးပေးလိုက်လို့အလိန်ခလိုက်ရအမျိုးသမီးအပေါ်အမြင်လေးကိုလည်းပြောပြီးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ဖခင်ဖြစ်သူတီဟာတင်ဆုံနဲ့ဖန်းစည်းခဏရရဲ့အိမ်ကူခင်မမြင့်တို့ရဲ့ဖြစ်ရမှန်ကို ပြန်လည်ရိုက်ကူမိတ်စစ်နိုင်တီဟာဦးမိင်္ဂလာပါပရိသတ်ကြီးတို့ဤတချိန်ကနာမည်ကြီးခဲ့တဲ့တိရုပ်ဆောင်တီဟာတင်ဆုံကတော့သူ့ဘဝမှာအိမ်ကူတယောက်နဲ့ဆွဆွဲခံရဖို့သူတယောက်လည်းဖြစ်ပါ යි ပြီးခဲ့2018ခုနှစ်မှာတီဟာတင်ဆုံကိုခင်မမြင့်ဆိုတဲ့အိမ်ကူမျိုးသမီးက သူ့ကိုမတော်မတရားလုပ်ပါရဲ့ဆိုပြီးတော့သတင်းပြန်ပြီးစော်ကားရဲ့အပြုမူရင်းနဲ့တိတ်ခါချခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့2018ခုနှစ်မှာဒီသတင်းကတော့ဟိုးလေးတကြော ဖြစ်သွားခဲ့ပြီးတော့တီဟာတေဆိုလည်းမနေ့ကိုဖြည့်ရှင်းခဲ့ရတာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့အဖြစ်မှန်ပေါ်ပေါက်လာခဲ့ပြီးတော့အင်ကူခင်မမင်းကလိန်ညာပြီးတိုင်ခဲ့တာကို အလုံးကတည်သွားခဲ့ကြပါတယ်။ခင်မမင်းကတော့နှစ်နာစီဖို့အတွက်ရည်ရွယ်ချက်ရှိရှိနဲ့ တရားတင်ဆိုကိုပြစ်မှုကျူးလွန်မှာရေဆိုပြီးဆွဆွဲခဲ့တာကြောင့်2020ခုနှစ်မှာတော့ခင်မင်းလည်း ထောင်တန်ခုနှစ်နှစ်ကြာခံခဲ့ရပြီးတော့ဒီအမှုမှာပါဝင်ခဲ့တဲ့ပွဲစားအမျိုးသမီးလည်းထောင်တန်၅နှစ်ကြာခံခဲ့ရတာပဲဖြစ်ပါတယ်။အခုတော့တီဟာတေဆိုလည်းကွယ်လွန်သွားပြီဖြစ်ပေမဲ့သားဖြစ်တဲ့စစ်နိုင်တီဟာဦးကဖခင်ဖြစ်သူရဲ့အကြောင်းကိုပြန်လည်ရိုက်ကူးသွားမယ်လို့ဆိုလာခဲ့ပါတယ်။သူဖေကရည်ရွယ်ချက်ရှိရှိအဆွတ်ဆဲခံခဲ့ရတာဖြစ်ပြီးတော့ဒီလိုလိညာတက်တဲ့အမျိုးသမီးတွေရှိတဲ့အကြောင်းကိုစစ်နိုင်တီဟာဦးကကျုပ်ဆောင်လေးနဲ့ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။ခင်မာမြင့်ရဲ့နေရာမှာတော့ခိုင်စာသွေးကရိုက်ကူးသွားမှာဖြစ်ပြီးတော့ တီယာတီဆိုနေရာမှာတိရုပ်ဆောင်ဖို့အတွက်မင်းသားကိုတော့ရှာဖွေနေတော့မယ်ဖြစ်ပါတယ်။စစ်နိုင်တီယာဦးကတော့သူ့အဖေဖြူစင်ကဲဆောင်ကိုတနိုင်ငံလုံးသိပေမဲ့လေဒီတောင်းကိုပြန်လဲရိုက်ကူးမယ်လို့ပြောတဲ့အချိန်မှာပရိသတ်တွေကတော့တားမြစ်နေကြပါပြီ။ဒီအကြောင်းညာကအဖြစ်မှန်ဖြစ်နေတဲ့အပြင်ကွယ်လွန်သွားတဲ့ဖခင်ကိုလည်းတိတ်ခါကြရရောက်နေရလို့အကြံပေးတဲ့သူတွေလည်းရှိပါသေးတယ်။ဒါတင်မကပဲခင်မမင်းကလည်းသူအပြစ်ကိုခံယူသွားပြီဖြစ်ပြီးတော့ခင်မင်းကစစ်နိုင်တရားဥကိုပြန်လဲတရားဆွဲလို့ရတဲ့အကြောင်းကိုလည်း တတိပေးပြောဆိုနေခဲ့တာပဲဖြစ်ပါတားတရားဖြစ်တာကြောင့်စစ်နိုင်သီဟာဦးကတော့ဆွဲမလျှော်ပဲတရုတ်ဆောင်သီဟာတင်ဆိုရဲ့ဆွဆွဲခံရပြီးပြပြခဲ့တဲ့အဖြစ်ပြမှန်တွေကိုရိုက်ကူဖို့ဖခင်နဲ့ရုပ်ရှင်တူတဲ့သူတွေကိုတားဖြစ်သူစစ်နိုင်သီဟာဦးကရှာဖွေရိုက်ကူမှာပါအိမ်ကူခင်မာမြင့်ကအိမ်ရှင်ဖြစ်သူတရုတ်ဆောင်သီဟာတင်ဆိုကိုအဓမ္မပြုကျင့်နေဆိုပြီးဆွဆွဲက၄၀တိုက်တန်းခဲ့တာကြောင့်ခဏတာအချုပ်ကြခံခဲ့ရတာဖြစ်ပြီး အဆိုပါအဖြစ်ပြက်တွေဟာစစ်နိုင်တီဟာဦးအသက်19 20ဝန်းကျင်မှာဖြစ်ပျက်ခဲ့ပြီးသူကိုယ်တိုင်ပဲဒီပြဿနာတွေကို ဖြေရှင်းခဲ့တယ်လို့စစ်နိုင်တီဟာဦးကပြောပါတယ်။လက်ရှိမှာတော့ဆွဆွဲခဲ့သူခင်မာမြင့်ဟာအကျဉ်းချနေပေမဲ့လည်းအခုလိုသူ့အဖြစ်ကိုသူခံယူနေချိန်မှာအခုလိုအစပြန်ဖော်တာတွေမလုပ်ကြဖို့ကိုလည်းပြည်သူတွေကတော့သတိပေးပြောဆိုနေကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းစစ်နိုင်သူဟာကတော့သူ့အဖေရဲ့လှုပ်တံခံရတဲ့အဖြစ်ကိုရိုက်ကူးပြခြင်းပေးမယ်လေတစ်ဖက်မှာတော့သူ့အတွက်ကြီးကြီးမားမားအန္တရာယ်ရှိလာနိုင်တာလည်းဖြစ်ပါတယ်စစ်နိုင်တီဟာဦးရဲ့အနီးအနားမှာရှိတဲ့လူတတော်များများကတော့ဒီဇက်ကားကိုရိုက်ကူးဖို့အားပေးကြပေမဲ့တကယ်လက်တွေ့မှာတော့သူ့အတွက်တော်တော်လေးစဉ်းစားပြီးလုပ်ရမယ့်ကိစ္စတစ်ခုဖြစ်နေခဲ့ပါတယ် ရှင်နိုင်တရားဦးကတော့ဘသူအရေးကိုမှမမိကိုခြင်းတဲ့အတွက်ရိုက်ကူရိတ်ကိုလည်းသူကိုယ်တိုင်လုပ်မယ်လို့ပြောထားတာဖြစ်ပါတယ်။ရှင်နိုင်တရားဦးကတော့မိဘတွေကွယ်လွန်သွားတဲ့အတွက်ဘဝကိုကိုအားကိုကိုပြီးစူးစမ်းသူဖြစ်လို့အားပေးမဲ့သူတွေလည်းရှိပြီးတော့တွန်းထုတ်ခြင်းတဲ့သူတွေလည်းများစွာရှိပါတယ်။ရှင်နိုင်တရားဦးကမိဘတွေရဲ့အမှုပညာအမွေကိုစက်ခံခြင်းနာကြောင့်အမှုပညာလောကတွေကိုဝင်လာပြီးမြင်သူရဲ့ရုပ်ရည်ကြောင့်အခုချိန်ထိအပြောဆိုဝေဖန်ခံနေရဆဲပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူကြုံခဲ့ရတဲ့ဖြစ်ရမှန်စကားကိုပြန်လည်ရိုက်ကူးသွားမယ်စစ်နိုင်တီဟာဟုအပေါ်ပရိသတ်ကြီးတို့ရဲ့အမြန်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှိအဆုံးတိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှိ